ားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့တင်မဲ့သင်ခန်းစာကတော့အခန်းနေ့၄ချိန်မြန်နေ့တမ6ကနံပါတ်1နဲ့တောင်းနေတာဖြစ်ပါတယ်ဒီကမ်းမှာဆိုကျတော့ဗာတင်ရမှာဒီနှစ်ထပ်ကင်းကြီးနေတင်ရမှာပါနော်အဲ့ဒီမှာကျတော့နော်အပေါင်းနဲ့ဦးမြောက်သားတွေကအပြန်အလှန်တစ်ချက်သလိုပဲသူနှစ်ထပ်ကင်းနဲ့နှစ်ထပ်ကင်းကြီးကိုလည်းအပြန်အလှန်တစ်ချက်ပေးရပါတယ်ဥမာအားဖြင့်ဆိုရင်နော်၃ရက်နှစ်ထပ်ကင်းက6ဖြစ်ပြီးတော့6ရက်နှစ်ထပ်ကင်းကြီးက3ပြန်ဖြစ်တယ်ပေါ့နော်အဲအဲ့လိုပါပဲအဲ့ဒါကိုခြေလိုက်မြောက်ကျတော့ ညတ်တွက်ကမှဖြစ်တယ်ပေါ့နော်နံပါတ်1ပါအောက်ပေါ်လိုညထက်ကင်းများကိုရှာပါတယ်သူက1ပေါ့နော်တည့်ရညထက်ကင်းဒါတည့်ရညထက်ကင်းကိုရှာမှာဆိုပုံမှားတည့်ရပုံမှား square root လေးတင်ရပါတယ်အဲ့ဒါညထက်ကင်းလို့ခေါ်တယ်နော်အင်္ဂလိပ်လိုဆိုရင် square root လို့ခေါ်တယ်ညီမလိုညထက်ကင်းရင်ပါနော်အဲ့အဲ့ဆိုရင် root 1ပေါ့နော် root 1ရဲ့ square root of 1ရဲ့ညထက်ကင်းကိုရှာတဲ့ခါမှာသူတို့ဝမ်းရတယ်ပေါ့နော်ဘာလို့ဝမ်းရလဲဆိုရင်တည့်ရညထက်ကတည့်ရညထက်ကင်းကတိဖြစ်တဲ့အတွက်နော်တည့်ရညထက်ကင်းရတယ်ပါတော့တိပါပဲတဲ့နော်အဲ့လိုပြောတာပါ ဒါနမခဝူသွားပါမယ်နမခဝူရဲ့16 16ဆိုတာကကျမတို့က16ရဲ့16ဆိုတာကကျေက4နှစ်ထက်ပေါ့နော်16ဆိုတာက4နှစ်ထက်နော်၄ရက်နှစ်ဖက်ကင်းရ16ပြီပြီတော့16ရက်နှစ်ဖက်ကင်းရင်းလို့ရှာရဖြစ်တဲ့ရုပ်ပါတယ်။ဒီက၄ရပါတယ်ပေါ့နော်။အဲ့လိုပြောင်းပြန်ပြဲမျိုးလှန်ရပါတယ်။16ရက်နှစ်ဖက်ကင်းက၄ရက်နှစ်ဖက်ကင်းရနှစ်ပြီပြီတော့၄ဆိုတာက16ဆိုတာဆိုတော့၄နှစ်ဖက်လေး၄လေး16၄နှစ်ဖက်နော်။၄ရက်နှစ်ဖက်ကင်းရ16ပြီပြီတော့16ရက်နှစ်ဖက်ကင်းရတော့ဆိုတော့၄ပြန်ဖြစ်ပါတယ်။ နောက်တစ်ခုကကြ49ပါ49ကကြတော့ကျတော့ခုနှစ်ခုနှစ်49နော်49ဆိုတော့ကျတော့ခုနှစ်နှစ်ထပ်ခုနှစ်နှစ်ထပ်က49ခုနှစ်ရဲ့နှစ်ထပ်ကင်းက49ဆို49ရဲ့နှစ်ထပ်ကင်းကြီးကိုခြားလို့ရှိရင်ဆိုတော့တော့ခုနှစ်လို့ရရပါတယ်နောက်တစ်ခုက100ပါ100ဆိုတော့ကကျတော့102ထပ်ပေါ့နော်100 100 10 12ထပ်ပေါ့10 10ရင်း100ဖြစ်တဲ့32ထက်ပေါ့နော်။အရင်32ထက်က100ဆိုရင်100ရဲ့2ထက်ကင်းရင်ဟာ30ပဲဖြစ်ပါတယ်။အဓိက30ပါ။ဒီနားကဒီဂွင်းလေးတွေအကြကျွန်တော်သိစေချင်ပြီးပြနေတာပါ။ တရားဝင်နာဆိုရင်နမငါနမငါငါကြတော့144 144ဆိုတာစနစ်နှစ်ထက်တော့စနစ်နှစ်ထက်စနစ်စနစ်လေးက144ဒါဆိုစနစ်နှစ်ထက်က144ဆိုရင်စနစ်ရဲ့နှစ်ထက်ကင်းရ144ဆိုရင်144ရဲ့နှစ်ထက်ကင်းရစနစ်ဖြစ်ပါတယ်ဒီအဆင်နမဆာလုံးပါနမဆာလုံးဆိုတော့ကျော်225225ဆိုတာကကျော်55 55လေးက225ကျော်နှစ်ထက်ကင်းလို့ရှားပါဘောနော်အဲနှစ်ထက်တူတဲ့ပေါ့နော်ဥပမာ225ဆိုရင်55 225 ိမ်မှာ55 40လီလို53လီလို့မရဘူးသူကတင်းကင်းနဲ့နှစ်ခုကတူညံ့နော်55လီကနည်းပါတယ်215ဆိုတော့55နှစ်ထက်က55ရဲ့နှစ်ထက်ကင်းရ215ဒါဆိုခုရုပ်ချာမှာက225ရဲ့နှစ်ထက်ကင်းဆိုတော့ဇော်ပါ215ပါပြီးတော့စလီမှာစလီက900 900ဆိုတာဇော်30နှစ်ခါပေါ့နော်30ခါကြရင်900ပါဒါဆိုရင်30ရဲ့32ထက်က900ဖြစ်တဲ့အတွက်900ရဲ့နှစ်ထက်ကင်းရ30ဖြစ်ပါတယ် ။ဓာတ်ပါဇာခွဲက1600ပါ1600ဆိုတာကျော42ထက်40 40ဒီက1600ဒါဆို42ထက်က1600 40ရဲ့2ထက်ကင်းရင်က2ထက်ကင်းရ1600ဆိုရင်1600ရဲ့2ထက်ကင်းရင်က40ပဲဖြစ်ပါတယ်။ဓာတ်ပါဇာမြင်ပြပါဇာမြင်ပြက400 400ဆိုတာကျော22ထက်20 20ဒီက400ဖြစ်တော့20 20ထက်က400ဆိုရင်400ရဲ့2ထက်ကင်းရင်က220ဖြစ်ပါတယ်။နော်နောက်တစ်ခုကကြာကျော်121ပါ121ဆိုတာ72ထက်ပေါ့နော်။72ထက်က စတိစတက်လီ121စတိနှစ်ထက်စတိရဲ့နှစ်ထက်ကိန်းရ121ဆိုရင်121ရဲ့နှစ်ထက်ကိန်းရတော့အဖြေ71ပါတဲ့နော်ဒါဆိုရှင်ရှင်နံပါတ်1ပြီးပါပြီနံပါတ်2မှာကျတော့189ကားတဲ့စက်ကုန်နှစ်ထက်လို့ပြောတခါရပေးထားတယ်ငါရုပ်ရှားကြမျိုး189ရကစက်ကုန်နှစ်ခါမြောက်ထားတာစက်ကုန်စက်ကုန်နဲ့189အဲ့လိုပေးထားလို့ရှိရင်တဲ့နော်ဒီ189ရဲ့နှစ်ထက်ကိန်းရကိုရှားပါတဲ့အဲ့ဒါစက်ကုန်ရဲ့နှစ်ထက်ကိန်းရ189ဆို189ရဲ့နှစ်ထက်ကိန်းရဒီလို ပြောသလိုပဲ graph မှာတော့ဆိုရင်မနေ့89က16ခုထက်ပေါ့နော်။အရင်နေ့89ရဲ့20ခင်းရပြောလို့ဆိုရင်16ခုပါ။အဲကြောင့်ဒီလိုပါပါတော့။အဲနံပါတ်3ပေါ့နော်။နံပါတ်3ကလည်းစနေရသမား2ငါးကသုတသမား5ကိုမှတ်ထားကြတယ်။သုတသမား5နဲ့သုတသမား5နဲ့ပြောလို့ရှိရင်စနေရသမား2ငါးရပါတယ်။အဲဒါကိုဒီလိုပါပြန်ရင်းလို့နော်။စနေရသမား2ငါးညာချင်းသုတသမား5 square ပေါ့နော်။မှတ်ထားပေါ့။အဲ့ဒီနော်သုတသမား5ကို ရဲ့နှစ်ထပ်ကင်းကစနေသမားနေ့၅ပြည့်စနေသမားနေ့၅ကိုနှစ်ထပ်ကင်းရှာတဲ့အခါမှာအဖြေက3.5ရမှာနော်။ဟုတ်ကဲ့နံပါတ်၅နံပါတ်၅ကျတော့ရှိတော့နော်အဲတစ်ထောင်နှစ်ထပ်ပေါ့တစ်ထောင်နှစ်ထပ်ကကျတော့တသိန်းပေါ့နော်။တသန်းပေါ့တစ်ထောင်နှစ်ထပ်ကတသန်းတစ်ထောင်နှစ်ထပ်ကတသန်းဖြစ်မယ်ဆိုလို့ရှိရင်တသန်းရဲ့နှစ်ထပ်ကင်းရပါလို့ဆိုရင်တစ်ထောင်ပဲဖြစ်မှာနော်။ဟုတ်ပြီဒါဆိုနံပါတ်၅ကိုသွားပါမယ်။နံပါတ်၅ကအောက်ဘက်ပြပါကိရိယာအိရိယာများရှိတော့စီရဲများ၏နာများကိုရှာပါအဲ့ဒါနော်။ အရင်နံပါတ်ကြီးမှာ36မီတာစကွဲ36မီတာစကွဲဆိုတာကကျွန်တော်စတူရဖြစ်တဲ့အနားရည်အညီမှာဆိုတော့ area ဆိုတော့အလျားနဲ့အနံပေါ့နော်ဟိုအနံတစ်ခုပေါ့အနားတစ်ခုပေါ့ဆိုတော့ပြောမယ်စတူရဆိုတာအနားတစ်ခု36ကိုကျေကိုခွဲတဲ့ခါမှာ66 36ဆိုတော့အနားတစ်နောက်ဆိုတော့နော်36မီတာစကွဲဆိုရင်6မီတာစကွဲနှစ်ခါပေါ့နော်နှစ်ခါ6မီတာနှစ်ခါပေါ့6မီတာနှစ်ခါဆိုရင်6မီတာ36မီတာစကွဲဒါဆိုရှင်36မီတာစကွဲဥချမယ်ဆိုရင်ကျေက 6မီတာနဲ့တက်က36မီတာစကွဲဆိုရင်36မီတာစကွဲကိုဆိုနှစ်တက်ကင်းရှာတဲ့ကောင်မှာအဓိက6မီတာပါအဲဒီအနားတစ်ဘက်စီက6မီတာအဲအနားနှစ်ဘက်အနားတစ်ဘက်စီကိုနှစ်ခါပြန်ရတဲ့ကောင်မှာ36မီတာစကွဲပြင်ရတယ်ပေါ့နော်အဲဒါနံပါတ်ခါဝေးပါနံပါတ်ခါဝေးရလဲရမယ်64စီမီတာဆိုခွဲ64ကိုခွဲတဲ့ကောင်မှာရှိရှိပြီ64 64စီမီတာစကွဲဆိုတာ80စီမီတာစကွဲနှစ်ခါရှိပါတယ်80စီမီတာနှစ်ခါပေါ့နော်ရှိရှိ64ဒါဆိုလို့ရှိရင်ကျတော့အဲ့ဒါကို square root ရှာတဲ့ကောင်မှာ ရှင်းနှက်တက်က64ဆိုရင်64ကို square root ချရတဲ့အခါမှာကျတော့800ရတယ်ပေါ့နော်တော့ပြင်အနားတစ်ဘက်က3ရဲ့အနားတစ်ဘက်က6 cm ပါနော်နောက်တစ်ခုကကျကျလို့ကငွေကားငယ်169 cm square 169ဆိုတာကကျတော့တိသမတော့တိသမ69 m square ဖြစ်တယ်လေကျတိသမတော့တရား69နဲ့ဆိုရင်က73နှစ်ထပ်ပေါ့နော်ဒါကတိသမ69ဆိုတော့တိသမ3နှစ်ထပ်ပါတိသမ3ကိုနှစ်ခါမြောက်လို့ရှိရင်တရားတိသမ69ရရပါနော် ဒါဆိုရင်တိသမအသုံးကိုနှစ်ထပ်တိသမအသုံးရဲ့နှစ်ထပ်ကင်းရတိသမ6ခုဖြစ်တယ်ဆိုရင်တိသမ6ခုရဲ့နှစ်ထပ်ကင်းရတော့ဒီတိသမအသုံးဖြစ်မှာပါ။ဒါကြောင့်မို့အနားတစ်ဖက်ကစီလန်းအနားတစ်ဖက်ကတိသမ3မီတာဖြစ်ပါတယ်နော်။ဟောနံမကကြည့်ပါ။နံမကကြည့်တော့3သမ8ဆိုရင်ကျတော့ကိုကို87 87ဆိုတော့ဟိုကလေ6 6မီတာကြီးအောင်ပေါ့ဒါမှ3.7ဖြစ်တယ်3.7 6ပေါ့နော်ဒါဆိုရင်3.7မီတာဆိုပဲဆိုတော့3.7 6မီတာ ွဲပေါ့နော်အဲ့ဒီတကယ်လို့မှကိုနှစ်တက်ကင်းချတဲ့ခါမှာတကယ်လို့မှရှစ်တည်ရပြီးတော့တကယ်လို့မှရှစ်တည်ကိုနှစ်တက်ကင်းရေးချတဲ့ခါမှာတကယ်လို့မှကိုမိတာလို့ရမှာပါအဲ့ဒီစီရိုင်းရဲ့အနာတစ်ခါတကယ်လို့မှကိုမိတာဒီကနေတော့နံပါတ်5ပါနက်က324မီလီမီတာစကွဲ324ကိုကြတော့ချိုး16နှစ်ခါခိုးလိုက်ရတယ်16 16 324ဒါကြောင့်မို့324မီလီမီတာစကွဲဆိုတော့16မီလီမီတာစကွဲနှစ်ခါပါနော်16မီလီမီတာနှစ်ခါပါနှစ်ခါအောင်ပြောရင် 324 mm2 ရပါတယ်ဒါဆိုရင် section နှစ်ထပ်က324ဆိုရင်324ရဲ့နှစ်ထပ်ကိန်းက18 mm ဖြစ်ပါတယ်ဒါကြောင့်မို့အနားတစ်ဖက်ကို18 mm ရတယ်ပေါ့နော်ဒါပြင်ရေလေးစင်ငန်းနည်းသမားချက်ကနံပါတ်1ကနေ5ထိတော့ပြပါပြီစောတိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်